နိုင်ငံတမန်ငယ်ရဲ့ဗဟုဘံကိုနိုင်ငံရဲ့ဗန်နာယစ်စနီရဲ့အုံနောက်နဲ့နှလုံးသားလို့တင်စားနိုင်ပါတယ်။ဗဟုဘံဟာဗန်များ၏ဗန်ဖြစ်သလိုအစိုးရ၏ဗန်လည်းဖြစ်ပါတယ်။သူကတာမန်ပြည်သူတွေဒါမှမဟုတ်ကုမ္ပဏီတွေကိုဝန်ဆောင်မှုမပေးပါဘူး။သူရဲ့အကြီးကတာဝန်ကတော့နိုင်ငံတနိုင်ငံလုံးရဲ့စီးပွားရေးနဲ့ဗန်နာယစ်တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ဖြစ်ပါတယ်။ဒါကိုဥပမာရီနဲ့ရှင်းပြကြည့်ရအောင်ပါဗဟုပန်ဤအဓိကတာဝန်ကြီး၃ရက် နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကိုတင်မောကြီးတဆင်းလို့မြင်အောင်ကြည့်ပါဗဟိုဘတ်ရဲ့တာဝန်ကပက်ကန်ရှင်အခင်နဲ့တင်မောကြီးကိုတည်ငြိမ်စွာရှေ့ဆက်သွားနိုင်ဖို့ထင်ကြောင်းပေးရတာဖြစ်ပါတယ်တာဝန်တွေပမာဏနဲ့ဈေးနှုန်းကိုဖိချုပ်ခြင်းဒါကဗဟိုဘတ်ရဲ့အရေးကြီးဆုံးတာဝန်ပါသူ့ရဲ့ပန်းနိုင်ငံကကုန်ဈေးနှုန်းတည်ငြိမ်စေဖို့ဖြစ်ပါတယ်ဗဟိုဘဏ်ကထိန်းချုပ်ထားတဲ့အခြေခံဒူးနှုံးဟာစီးပွားရေးစနစ်တစ်ခုလုံးရဲ့ပတ်စံရေးပုံပိုင်းကောင်းနဲ့တူပါတယ် စီးပွားရေးအရှိန်မြင့်ပြီးဝေကျေးဖောင်းပွားမှုများနေချိန်မှာဗဟိုဘဏ်ကတိုးနှုံးကိုတိုးမြင့်လိုက်ပါတယ်။ဒါကရေပုံပိုင်းကောင်းကိုလှည့်ပေးလိုက်တယ်လို့ပါပဲ။ကီသူရေပတ်စံစုတာက အတိုးပေါ်ရလာမယ်။ဒါကြောင့်လူတွေပိုပြီးငွေစုလာကြပြီးတုံးဆွဲမှုညှော်နေသွားမယ်။ချင်းငွေယူတဲ့အခါကုန်ကြစရိတ်ပိုများလာမယ်။ဒါကြောင့်ချင်းငွေယူတာယင်းနှိမ့်နှုတ်နန္တာတွေညှော်နေသွားမယ်။ရလတ်အနည်းနဲ့ဈေးကွက်ထဲမှာပူနေတဲ့ငွေတွေနှဲသွားပြီး ကုံစည်းနှုံတက်နေတဲ့ PR ကိုရှင်းကြစီပါတယ်။နှစ်ပေါင်း2020-2023တွင်မှာအမေရိကန်ဗဟိုဘဏ်ကငွေကြေးဖောင်းပွားမှုကိုတိုက်ဖြတ်ဖို့အထူးနှုံးတွေကိုဆက်တိုက်တိုးမြှင့်ခဲ့ပါတယ်။စီးပွားရေးကြဆင်းနေချိန်မှာဗဟိုဘဏ်ကအထူးနှုံးကိုရှင်းချလိုက်ပါတယ်။ဒါကရေပုံပိုင်ကောင်းကိုဖွင့်ပစ်လိုက်တယ်လို့ပါပဲ။ပတ်စံစုတာကအတိုးနေသွားမယ်ဒါကြောင့်လူတွေကပတ်စံကိုဗန်နဲ့ထည့်ထားမဲ့စာထုတ်သုံးဖို့ဒါမှမဟုတ်ယင်းနှုံနံဖို့ပိုစိတ်ဝင်စားလာမယ် ချင်းဝေယူတဲ့ကုန်ကျစရိတ်နှဲသွားမယ်ဒါကြောင့်ကုမ္ပဏီတွေက လုပ်ငန်းတူချက်ဖို့ပြည်သူတွေကကားဝယ်အိမ်ဝယ်ဖို့ပိုပြီးလှုပ်လာကြမယ်ရလတ်အနေနဲ့ဈေးကွက်ထဲမှာငွေလက်ပတ်မှုကိုတုံ့ဆော်ပေးပြီးစီးပွားရေးကိုပြန်လည်တက်ကြွလာစေပါတယ်နှစ်ပေါင်း2000ရှစ်ပန်နာရေးအချက်တဲသို့မဟုတ်နှစ်ပေါင်း2020ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်မှာဗဟိုဘဏ်တွေဟာစီးပွားရေးကိုကယ်တင်ဖို့အတူနှုံးတွေကိုတူမျှနှိပါအထိရှင်းချခဲ့ကြပါတယ် တာဝန်နှင့်ဘဏ္ဍာရေးစနစ်၏နောက်ဆုံးခံတပ်အဖြစ်တာဝန်ယူခြင်းဗဟုဘက်ဟာဗတ်စနစ်တစ်ခုလုံးကျန်းမာနေဖို့နဲ့အလွယ်တကူမပြိုလဲသွားစေဖို့တရားအောင်လုပ်ရပါတယ်ဗဟုဘက်ဟာဘဏ်အလုံးရဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့နီးပြချုပ်ဖြစ်ပါတယ်နောက်ဆုံးအားကိုးရာငွေချေးတူအဖြစ်ဆောင်ရွက်ခြင်းကိုကြည့်ရအောင်။ဖန်ကြီးတစ်ခုမှာလူတွေကရုတ်တရက်ငွေရည်အပြိုင်းဆိုင်လာထုတ်ကြပြီးလက်ငင်းငွေသားမလုံနောက်တော့ဘူးဆိုပါစို့။ နိုင်ရဲ့အခြေအနေကကောင်းနေသေးရင်ဗဟုဘန်ကဝင်ခဲ့ပါလိမ့်မယ်။ဒါကဘန်ကိုကဲတင်တာထက်ကြောက်လန့်မှုပြန့်ပွားမသွားအောင်တားဆီးတာပါ။နှစ်ပေါင်း2008ဘန်နာရဲ့အကျက်တဲတုန်းကဗဟုဘန်တွေဟာဒီဝါလီခံရတော့မဲ့ဘန်နာရဲ့အဖွဲ့အစည်းတွေကိုငွေခစ်လွယ်မှုထောက်ပံ့ပေးပြီးအခြေအနေကိုတည်ငြိမ်အောင်ထိန်းခဲ့ရပါတယ်။တိသက်လိုအပ်ငွေတက်မှတ်ခြင်းကိုကြီးရအောင်ဘဟုဘန်ကဘန်ဒရီအားလုံးကိုအံ့ငွေရဲ့ဆယ်ရာခိုင်နှုန်းကိုဘဟုဘန်စီမှာအမခံဖြစ်ထားရမယ်လို့သတ်မှတ်ပါတယ်။ ဒီပတ်စံဟာ Banery ကငွေထုတ်သူတွေကိုပြန်ပေးဖို့လုံလောက်တဲ့ငွေသားရှိနေစေဖို့အာမခံချက်ဖြစ်ပြီးတန်စမီရဲ့ဘေးကင်းရေးကူရှင်ဖြစ်ပါတယ်။တာဝန်သုံးနိုင်ငံ၏ပတ်စံအေကိုစီမံခန့်ခွဲခြင်းဗဟုဘန်ဟာနိုင်ငံရဲ့ဘန်နာရေးအရာရှိချုပ်နဲ့နိုင်ငံခြားငွေကူတော်မှုဖြစ်ပါတယ်။တရားဝင်ငွေကြေးထုတ်ဝေခြင်းကိုကြည့်ရအောင်။တင်ပဆက်အိတ်ထဲကဝေးဆက်ကူတိုင်းဟာတက်ဆိုင်ရာနိုင်ငံရဲ့ဗဟိုဘဏ်ကရိုက်နှိပ်ပြီးထုတ်ဝေထားတာဖြစ်ပါတယ်။ ဒါကနိုင်ငံရဲ့အယောင်းဝယ်ကြားခံတစ္စည်းကိုတတမတ်ထဲဖြစ်စေဖို့နဲ့ဈေးကွက်ထဲကိုမွေးဆက်ကိုအသစ်စည်းဝင်မှုပမာဏကိုထိန်းချုပ်ဖို့ဖြစ်ပါတယ်။နိုင်ငံခြားအယံငွေစီမံခန့်ခွဲခြင်းကိုကြည့်ရအောင်။ဗဟုဘဏ်ဟာနိုင်ငံခြားငွေနဲ့ရွှေတွေကိုအများအပြားလက်ဝယ်ကင်ဆောင်ထားပါတယ်။ဒါကိုနိုင်ငံခြားအယံငွေလို့ခေါ်ပါတယ်။ဒါကနိုင်ငံရဲ့အရေးပေါ်အယံငွေနဲ့တူပါတယ်။ ကိုနိုင်ငံသုံးဝေးကတံမိုးအရန်ကြဆင်းနေချိန်မှာဗဟိုဘဏ်ကနိုင်ငံသားငွေစည်းကွက်ထဲမှာဒေါ်လာကိုရောင်းထုတ်ပြီးကျပ်ငွေကိုပြန်ဝယ်နိုင်ပါတယ်။ဒီလိုလှုပ်ခြင်းအဖြစ်ကျပ်ငွေရဲ့တံမိုးကိုပြန်ဆွဲတင်ပြီးငွေလဲနှုန်းတည်ငြိမ်အောင်ထိန်းညှိနိုင်ပါတယ်။အချုပ်အဖြစ်ဆိုရတော့နိုင်ငံတနိုင်ငံဤဗဟိုဘဏ်ဒီမဟာဗျူဟာမြောက်ထိန်းညှိသူတဦးနဲ့တူသည်။ရင်းဒီအတိုးနှုန်းတဲဟူသောရေပုံပိုင်ကောင်းကို ချိန်ညှိခြင်းဖြင့်စီးပွားရေး၏အပူအေးကိုထိန်းချုပ်သည်တစ်ချိန်တည်းမှာပင်တန်စနစ်မပြိုလဲစေရန်ကယ်ဆယ်ရေးအဖွဲ့အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်သည်နောက်ထပ်ငွေကြေးအကြောင်းပုံမူလေ့လာလိုပါက Wealth Garden Myanmar Channel ကို Subscribe ထားနိုင်ပါတယ်ကြည့်ရှုပေးသူတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက် Video တွေမှာပြန်တွေ့ပါမယ်